ကျွန်တော်တို့ရဲ့ဘဝတွေဟာဘယ်တော့မှခင်မမီဘူးလို့ထင်ရပေမဲ့တကယ်ကိုခင်မီတဲ့ငွေကျေးစုဆောင်နီလှည့်ဝှက်ချက်သုံးခုကိုခြံထားခဲ့ပါတယ်။သူတို့ရဲ့ငွေစုနီသုံးနီကိုလိုက်နာမယ်ဆိုရင်2025ခုနှစ်မှာတော့ပတ်စံဘလို့စုရမလဲဆိုတဲ့အတွေးတွေပျောက်သွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ The Win Lab YouTube Channel မှာကြိုဆိုပါရစေ။ Personal Finance အောင်မြင်တဲ့ဘဝတည်ဆောက်ပုံနဲ့စမတ်ကြတဲ့ရင်းနှီးမြှုပ်နှံမှုလှည့်ဝှက်ချက်များကို မြဲတမ်းမျှဝေပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့ဘဝတိုးတက်မှုခီးလမ်းမှာ အတူလက်တွဲဖို့အတွက် channel ကို like လုပ်ပြီး subscribe လုပ်ထားဖို့နှိတ်ခေါ်လိုက်ပါ။ video လေးစီပြန်သွားလိုက်ကြပါစို့။လှစ်ဝက်ချက်နံပါတ်1ရွှေနှက်တံပိုးကြီးရတနာများစုခြင်း။ရွှေနှက်ဂျရနာတွေစုဆောင်းတာလူတိုင်းသိပြီးဘယ်တော့မှမယိုးသွားတဲ့နည်းပါ။ရွှေဟာဘဲချိန်မဲဖြစ်ဖြစ်တံပိုးမကြအောင်ဆိုတာကိုကောင်းကောင်းသိပါတယ်။ အကျက်တဲဖြစ်ရင်လွယ်လွယ်ကူကူရောင်းလို့ရပါတယ်။ရွှေစုတာဟာပတ်စံကိုဗန်ထဲထည့်ထားပြီးငွေကြေးဖောင်းပွားမှုတန်ကို အကကွယ်ပေးတဲ့အကောင်းဆုံးနီလန်ပဲဖြစ်ပါတယ်။ရွှေတဲလေးတွေရတနာလေးတွေဟာမြမအမျိုးသမီးတွေရဲ့အကောင်းဆုံးကိုပိုင်ဗန်နာလိုက်တွေပေါ့ဗျာ။လှဝက်ချက်နံပါတ်1လေယာနဲ့အိမ်ချမ်းများစုခြင်းဒုတိယနီးကတော့လေယာနဲ့အိမ်ချမ်းမြေတွေစုဆောင်ခြင်းပဲဖြစ်ပါတယ်။ ရှေးတုန်းကလဲပိုင်ရှင်မြေပိုင်ရှင်ဆိုတာဂုံအင်ကတရက်ပါဘာလို့လဲဆိုတော့မြေကဘယ်တော့မှပြောင်းမသွားဘူးတံမိုးကလည်းအချိန်ကြာလာတာနဲ့အမျှတတ်လာမှာပဲလဲရမြေကစားနဲ့ရိတ်ခါထုတ်ပေးတယ်အိမ်ချမ်းမြေကမိသားစုအတွက်ခိုကိုရလုံခြုံမှုပေးတယ်ဒါဟာရေရှည်စူဆောင်းမှုမဟုတ်ပဲတားစင်မြေဆက်လက်ဆင့်ကမ်းနိုင်တဲ့အမွေနှစ်ရင်းနှီးမြုပ်နှံမှုတစ်ခုဆိုတာကို ရှေးလူကြီးတွေကမြင်ခဲ့ကြတာပါကလစ်ဝတ်ချက်နံပါတ်3 တတရနဲ့အရေးကြီးဆုံးနည်းကတော့အသိပညာနဲ့အတတ်ပညာတွေမှာရင်းနှီးမြှုပ်နှံခြင်းပါရွှေကိုတခိုးခိုးလို့ရတယ်အိမ်ချမ်းမြေကိုစစ်ပွဲကဖျက်ဆီးပစ်နိုင်တယ်ဒါပေမဲ့တင့်ကောင်းထဲမှာရှိတဲ့ပညာကိုဘယ်သူမှမယူနိုင်ပါဘူးရှေးမြမာတွေဟာတာသမီတွေကိုပညာတတ်အောင် သင်ပေးတယ်အတတ်ပညာတခုကျွမ်းကျင်အောင် သင်ပေးတယ်ဒီလိုပညာကိုရင်းနှီးမြှုပ်နှံခြင်းဟာဘဝတစ်လျှောက်လုံးအကျိုးမြတ်ပေးနိုင်မယ်အမြဲတမ်းဝင်ဝင်တစ်ခုကိုဖန်တီးပေးတယ်ဆိုတာသူတို့နားလည်ခဲ့ကြလို့ပါပဲ။ ကဲမိတ်ဆွေတို့ရေရှေးမြမာတို့ရဲ့ငွေစုနီး၃နီးကတော့ဘယ်ခေတ်ဘယ်ခါနဲ့မဆိုတက်ဆိုင်နေတဲ့ဘဝလုံခြုံရေးမဟာဗျူဟာ strategy တွေပဲဖြစ်ပါတယ်ပရိသတ်တို့ရောဒီနီးလန်း၃ခုတည်းကဘယ်နီးလန်းကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်